ထိုင်းနိုင်ငံမှာဧပြီ25ရက်ကလေရီးကုန်လေးကျင်ကပြုတ်လုံနေတဲ့လင်းရဲတစင်းဟာပင်လယ်အတွင်းပြတ်ကျခဲ့တာကြောင့်ရဲရရှိငါအိုးပွေချင်းပြီးတည်ဆုံခဲ့ပြီးဒဏ်ရာရရှိပြီးအသက်ရှင်ကျန်ရခဲ့တဲ့နောက်ဆုံးရဲရရှိတဦးဟာလည်းစေယုံမှာပဲဒဏ်ရာရင်းနဲ့တည်ဆုံသွားခဲ့တယ်လို့ရဲတပ်ဖွဲ့ကပြောပါရယ်။ဗန်ကောက်မြို့တော်တောင်ဘက်ပရာဂျုတ်ခီခံပြင်းနဲ့ကမ်းလွန်ရေပြင်မှာဒေသစံတော်ချိန်မနက်၈နာရီခန့်ကဖြစ်ပွားခဲ့တာဖြစ်ပါရယ်။ပြတ်ကျခဲ့တဲ့ဒီလေရင်ပေါ်မှာရဲရရှိ၆ဦးလိုက်ပါသွားတာဖြစ်ပြီး၅ဦးဟောက်ပွေချင်းပြီးတည်ဆုံပြီး ကျန်တဦးဟာဆေးရုံမှာတည်ဆုံခဲ့တာဖြစ်တယ်လို့ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူအာချယွန်ဂရိုင်တုံးကပြောပါရယ်။လေရင်ပြကြရတဲ့အကြောင်းရင်းကိုသိရှိဖို့လေရင်ပြန်တမ်းမှုအမှတ်တမ်းတင်ကရိယာကိုအာနာဝိုင်တွေကစုံစမ်းစစ်ဆေးနေတယ်လို့ဆိုပါရယ်။ဒီလေရင်ဟာဘန်ကောက်မြို့ရအနောက်တောင်ဘက်ကီလိုမီတာ130အကွာမှာရှိတဲ့အားလဲရဲ့အပန်းဖြေစခန်းတစ်ခုဖြစ်တဲ့ CHAM ခရိုင်ရဲ့ကမ်းလွန်ရေပြင်မီတာ100ခန့်အကွာမှာပြတ်ကျခဲ့တာဖြစ်တယ်လို့ဒေသခံမီဒီယာတွေကဖော်ပြခဲ့ပါတယ်။